ဒါလည်းအဲ့လိုမိန်းကလေးတွေမှာအခုနောက်ပိုင်းတော်တော်များများတွေ့ရတဲ့ endometriosis လို့ခေါ်တဲ့ရောဂါပေါ့နော်။သူကတော့ပုံမှန်အဲတအိမ်အတွင်းသားနေရည်နေမှာရှိရမဲ့ဆဲတွေကမရှိဘဲနဲ့အဲတအိမ်ပြင်ပတွေရောက်နေတာပေါ့နော်။ဟိုတာဝူအိမ်တို့ပြွန်တို့အဲ့လိုမျိုးတွေမှာသွားရောက်နေတဲ့ဟာကိုသူကတအိမ်အပြင်မှာထွက်နေတာပေါ့နော်။အဲအဲ့လိုမျိုးနောက်တစ်ခါကျတော့တအိမ်ပြင်မှာရှိတဲ့အဲဦးနေရန်ကတ်တာတွေရှိသေးတယ်။အဲအဲ့လိုမျိုးမှာသွားဝင်တာတွေရှိတယ်။ ်ဦးကတ်တာပေါ့ကွာသိမလားချိုးပြဲမလားလို့တအိမ်နဲ့ဟိုကနေအစာရင်အောက်မှာနောက်မှာကတ်တဲ့ဟာတွေအေးအေးအေးအိမ်မှာကတ်တာကိုဥကတ်တယ်ဟောအဲ့လိုမျိုးပါမလို့ဆိုအဲ့လိုပဲပြောတာပေါ့ကျူတွေမှာကတ်တယ်ပြောစီးအိမ်မှာသွက်ကတ်တယ်တို့ဥမှာသွက်ကတ်တာတို့အဲ့အဲ့လိုမျိုးတွေကတိမ်သွင်းသားနေရာမှာရှိရမယ့်ဟာကြီးအပြင်ရောက်နေတာပေါ့နော်အဲ့အဲ့ဒါကိုမှတ်ထားလိုက်တော့ 5D နဲ့မှတ်ထားလိုက်ဒီ၅လုံးအဲ့လိုမျိုးတွေဆိုရင်ဒီ၅လုံးသာမှတ်ထားလိုက်တော့ အန်ဒိုမီထရိုဆစ်ဆိုတာအန်ဒိုဆိုအတွင်းလို့ပြောတာတအိမ်တွင်းထဲမှာရှိမဲ့ဆေးကပုံမှန်ပုံမှန်နဲ့အပြင်ရောက်နေဒါပဲအဲ့ဒါလေးမှတ်ထားလိုက်ရပြီဒီဆိုရင်ဒီငါလုံးတစ်ကဒစ်မိုရီယာယာစီလိုက်နားတယ်ယာစီလိုက်နားတယ်ဒစ်ပရိုနီယာဆိုတာသူကဆက်စ်ကိစ္စလို့ရင်နားတယ်ဒါဒါမျိုးချေချို့ရဒုက္ခရောက်တယ်ဟိုဘယ်လိုပြောမလဲကွာဒီယာနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမตายရမဖြစ်တဲ့သူတွေအများကြီးကျွန်တော်တွေ့ဘူးလေပေါ့နော်တော့မနေခြင်းဘူးနေလိုက်နားတာ နေလိုက်နာတာအာဒီအမျိုးသားနဲ့နေနာကျင်တာသူကတကယ်တမ်းယောဂဖြစ်နေတယ်နော်အဲ့တော့ပုံမှန်မဟုတ်ဘဲနဲ့ဆဲအပြင်ရောက်နေလို့ပေါ့နော်နောက်တစ်ခုကဒီဒီချီစီရလို့ခေါ်တာပေါ့သူကတော့အဲ့လိုမျိုးဟိုကပေါ့ဝမ်းသွားရင်ကိုနာတာဟုတ်တယ်လေဦးမှာသွားကတ်နေမှာတော့ဝမ်းသွားရင် pain gentrification လို့သုံးတာဝမ်းသွားရင်လည်းနာတယ်မျိုးသားနဲ့နေရင်လည်းနာတယ်စက်ကြီးဆက်လို့ရင်လည်းနာတယ်ယာတိလိုက်ရင်လည်းနာတယ် dyspnea စီးသွားရင်လည်းနာတယ် difficulty conceive conceive ဆိုတာ infertility ပေါ့နော် ကလေးရောက်ဖို့ခက်တယ်ဒီငါးလုံးက difficulty ပေါ့နော်အာ conceive ဖြစ်ဖို့ခက်တယ်ပေါ့နော်အဲ့ဆိုတော့ပိန်နာမထားလိုက်တော့ endometriosis ပိန်ဘာလို့လို့ပိန်ဝမ်းသွားလဲနာဆူပေါက်လဲနာရာသီလာလဲနာမိမယောက်ျားနဲ့နေလဲနာအကုန်နာဘာနာရင်အဲ့ဒါပဲเนาะအဲ့တော့ fight ဒီလို့မထားလိုက်เนาะအဲ့ဆိုရပြီเนาะကလေးလည်းမရဘူးပေါ့เนาะအဲ့တော့ तू ကဟိုဘယ်လိုပြောမလို့ကွာဟိုအပြင်မှာပုံမှန်ရှိရမယ့်နေရာမဟုတ်ဘဲနဲ့အပြင်ရောက်နေတာပေါ့เนาะအဲ့ဒါဆိုရင်နာကျင်တယ် အဲ့လိုမှထားနိုင်ရပြီเนาะအင်နာဂျင်းနဲ့ယောဂဖြစ်တယ်သူကိုတော့အကြတော့ဘလို့ကုလဲဆိုတော့ကျွန်တော်တို့ကတိုက်ခက်ပြောက်စီတွေပေးတယ်ဟော်မုန်းထရီမန့်တွေပေးတယ်ဒီဒီဟိုတားဆီးတွေတောက်လို့ရတယ် GNI အကောနစ်တွေပေးတယ် prostaglandin အဲ progestin တို့ဘာလို့တောင်းတာတွေရှိတယ်နောက်တစ်ခါကျတော့သူကဟို assistant ွားဒီ technique တွေပေါ့နော်ကိုကလေးအောင်လုပ်ပေးတာတွေရှိတယ်เนาะဒါဟို OG တော့မှ line ညာ꿰ရလေကလေးအောင်လုပ်တဲ့ OG ဆို OG သွားသွားတာပေါ့အဲ့လိုမျိုးရှိသွားတာပေါ့နော်ဟိုလိုရရင်တော့သူကဟိုခွဲစိတ်တာလေးအဒီစာကြည့်ကလေးအပေါက်လေးဖောက်ပြီးထုတ်လိုက်တာလေးရှိတယ်ပေါ့နော်လေဆာနဲ့ပြစ်တာတော့ ablation လုပ်တာတော့ laparoscopic excision လို့ခေါ်တာပေါ့နော်မှန်မြောင်းကြည့်ပြီးတော့ခွဲထုတ်တာတော့အဲ့လိုမျိုးလေးတွေပါပဲသူ့ရဲ့ opinion ကတော့အဲ့တော့ဘယ်လိုပြောပြောလေဟိုခွဲလိုက်ရတယ်ဆိုတော့ကွာသူကတော့ဟိုဘိုက်ကိုဖွင့်ပြီးခွဲပြီးတော့အဲ့ဒီဥမာကတ်တာချစ်ထုတ်ပြရတာရှိတယ် ဒါဒါဘားနေနေပိမ့်မှမှတ်ထားလိုက်တော့နာကျင်တာပဲဒါတော့เนาะ